ကင်ဆာယောဂကိုအပြင်းထန်ခံစားနေရလို့နိုင်ငံခြားကိုစီးကူသွားဖို့ထွက်သွားရတဲ့အမေမီကိုကိုပြည်သက်များအလုံးမိုင်းမင်္ဂလာပါရှင်ဒီနေ့ကျွန်မတင်ဆက်ပေးခြင်းတဲ့သတင်းကတော့တကယ်ကိုစိတ်မကောင်းစရာကြားရတဲ့သူတိုင်းရှင်နေမကောင်းဖြစ်ရတဲ့သတင်းတစ်ခုပါဒါကတော့ MRTV4 ဇလန်တွဲတွေကနေတဆင့်ပြည်သက်တွေရဲ့သခင်နဲ့အားပေးမှုကိုရရှိထားတဲ့မင်းသမီးကျော်မိမီကိုကိုတယောက်ကျန်းမာရေးအခြေအနေကြောင့်နိုင်ငံခြားမှာစီးကူသွားမှုတောင်းရောက်ခံယူရတော့မယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ် ဟုတ်ပါတယ်အားလုံးသိကြတဲ့အတိုင်းပဲမိမိကိုကိုဟာဆိုရင်မြန်မာနိုင်ငံမှာလက်ရှိအနုပညာအကြီးအသေးထိတ်တန့်အဆင့်ရှိတဲ့မင်းသမီးတက်လက်ပါအထူးသဖြင့်တက်သိဆမင်းသားမင်းသမီးတွေထဲမှာတရုတ်ဆောင်အရန်ကောင်းလို့နဲ့မင်းသမီးတက်လက်ဆိုရင်လည်းမှတ်မှာပါဦးပရိသတ်တွေသတိထားမိမှာပါမိမိကိုကိုဟာတခြားသောမင်းသမီးတွေလိုပေါ်တော်တော်ကာရက်တာတွေရေစရာဟာသာဇယုတ်တွေထက်အတွင်းစိတ်ခံစားချက်ပြင်းထန်တဲ့ဒရမာဇယုတ်တွေသူ့ရဲ့အနုပညာအကြီးအသေးကိုအစွမ်းကုန်ထုတ်ပြခွင့်ရတဲ့ကာရက်တာကိုပို့ပြီးတော့ပိုင်နိုင်စွာနဲ့တရုတ်ဆောင်နိုင်တဲ့ မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်။သူမရဲ့ဇလန်တွေတွေကိုကြည့်လိုက်တိုင်းမှာပရိသတ်တွေကသူမနဲ့အတူလိုက်ပြီးတော့ခံစားရတယ်၊မျက်ရည်ကျရတယ်။မအရုံငွေမောင်းတို့လိုမျိုးဇက်ကောင်တွေကပရိသတ်တွေရဲ့ရင်ထဲမှာ ကရရုပ်ရည်အလှပမျိုးကိုပိုင်ဆိုင်ထားတာပါသူရဲ့မျက်လုံးမျက်နှာပေကအစခံစားချက်ကိုသိဆောင်ထားနိုင်နေသူပါဒါကြောင့်မိမိကိုယ်ကပြီးခဲ့တဲ့နှစ်ကအကယ်ဒမီစုပေးပွဲမှာမြန်မာနိုင်ငံရဲ့နာမည်ကြီးထေတန်းမင်းသမီးတွေဖြစ်တဲ့မိုဟိကိုဝင်းမုံရွှေတို့နဲ့အပြိုင်အကယ်ဒမီစုကိုရရှိဖို့အတွက်စကားတင်စီရင်ဝင်နိုင်ခဲ့ပါတယ် ဒါကသူ့ရဲ့အရင်ချင်းကိုအနုပညာလောကကအသိအမှတ်ပြုခံရတာပါသူ့ရဲ့အနုပညာခံယူချက်ကလည်းချီးကျူးစရာပါမိမိကိုယ်ကအနုပညာလောကမှာသူမကိုလာအပ်သမျှရုပ်ရှင်ကားတိုင်းကိုလက်ခံရိုက်ကူးတာမျိုးမဟုတ်ပဲသူမရဲ့အနုပညာအရင်သွေးကိုပရိသတ်ကိုပြသခွင့်ရမယ့် character ဇလန်းမျိုးကိုမှတည်တည်စစ်စစ်ရွေးချယ်ပြီးတော့ရိုက်ကူးလေးရှိတဲ့သူပါ ဒီလိုအရေးချင်းရှိတဲ့မင်းသမီးကျောင်းတယောက်ကမကြသေးခင်ရပိုင်းတော်ကမှနေမကောင်းဖြစ်တဲ့ရက်တွေအများများလာပြီးတော့ခန္ဓာကိုယ်ကလည်းအားနည်းလာခဲ့တယ်လို့သိရပါတယ်။သူမခံစားရတဲ့လက္ခဏာတချို့ကဆိုးရွားတဲ့ယောဂလက္ခဏာနဲ့ဆင်တူနေရကြောင်းဆေးရုံမှာတေချာစစ်ဆေးကြည့်ရှုခဲ့ရပါတယ်။ အရင်မှာဆက်စစ်ကြည့်လိုက်တော့မှခင်စာပိုးတွေ့ရှိခဲ့တယ်လို့သူမကိုယ်တိုင်ကအတည်ပြုပြောဆိုထားပါတယ်။ဒီလိုယောဂါဇောကြီးကိုတွေ့ရှိခဲ့ရကြအောင်အချိန်မဆွဲတော့ပဲအကောင်းဆုံးကုသမှုခံယူနိုင်ဖို့အတွက် ထိုင်းနိုင်ငံဘန်ကောက်မြို့မှာတွားရောက်ကုသဖို့အမြန်ဆုံးစီစဉ်ထားတယ်လို့သူမကဆိုပါတယ်။ အခုခေတ်မှာခင်ဆာယောဂကကုသလုပ်ရနိုင်တဲ့ယောဂတစ်ခုဖြစ်လာပြီဆိုပေမဲ့နိုင်ငံရဲ့ချားမှာကုသရမယ်ဆိုတော့အကုန်ကြစေယုံစိတ်ဓာတ်ခွန်အားရောအများကြီးလိုအပ်မှာမှန်ပါတယ်တကယ်တော့မိမိကိုယ်ကိုယ်လိုမျိုးအနုပညာအရေးချင်းလဲရှိအနာဂတ်လဲကောင်းမဲ့မင်းသမီးလေးတစ်ယောက်ကဒီလိုမျိုးယောဂအစိုးကြီးကိုအခုလိုချိန်မှာခံစားရတယ်ဆိုတာကြားရတဲ့ပရိသတ်တွေအတွက်ရော ကျမတို့အတွက်ပါအရန်ကိုစိတ်မကောင်းဖြစ်ရပါတယ်။ဒီမကအခုမှအောင်မြင်မှုလမ်းကြောင်းပေါ်ကိုအချိန်အဟုန်နဲ့တက်လန်းလာနိုင်တဲ့အချိန်အနုပညာအလုပ်တွေအများကြီးပေးဆက်နိုင်တော့မယ့်အချိန်မှာဒီလိုမျိုးကျမ်းမာရေးစိန်ခေါ်မှုကြီးနဲ့တွေ့ကြရပါတယ်။ဒါကြောင့်ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေအားလုံးလည်းမိမိကိုယ်ကိုတယောက်ယောဂဝေဒနာကိုအမြန်ဆုံးတွန်းလှန်နိုင်ပြီးတော့ကျန်းမာရေးပြန်လည်ကောင်းမွန်လာစေဖို့အတွက်အနုပညာအလုပ်တွေကိုအမြန်ဆုံးပြန်လည်လုပ်ကိုင်နိုင်ဖို့အတွက်စုတောင်းမြတ်တာပို့သပေးခဲ့ကြပါအောင်လို့ကျမကအတိုက်တွန်းချင်ပါတယ်။ ကျမတို့ပရိသတ်တွေရဲ့စူပေါင်းမြတ်တာပို့သားမှုတွေကသူမတို့အင်အားတရက်ဖြစ်စီမှာပါမိမိကိုယ်ကိုတယောက်စိတ်တက်ကြန့်ခိုင်စွာနဲ့ဒီယောဂဆိုကြီးကိုအောင်နိုင်ပြီးတော့ပရိသတ်ရှိကိုအမြန်ဆုံးအမှုပညာအလုပ်တွေနဲ့ပြန်လာနိုင်ပါစေလို့ဆုတောင်းလိုက်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်